ထိုင်းမြန်မာနယ်စပ်ကကြားပြောင်းလုပ်ငန်းနှိမ်နင်းမှုနဲ့ပထဝီနိုင်ငံရေးထိုင်းမြန်မာနယ်စပ်မြောက်ပတီမြို့နယ်တဲကကြားပြောင်းလုပ်ငန်းတွေကိုနှိမ်နင်းဖို့အပြသဘောပဲဖြစ်စီအမှန်တကယ်ရည်ရွယ်ပြီးလှုပ်တာပဲဖြစ်စီအာနာသိန်းစစ်တပ်နဲ့ PGA တို့ကလှုပ်ဆောင်လာနေပြီပဲဖြစ်ပါတယ်ဒီရသမှုလုပ်ငန်းတွေကိုမြေပြင်မှာလက်တွေ့အကာအကွယ်ပေးထားတဲ့လက်နက်ကင်အဖွဲ့ဖြစ်တဲ့ PGA နဲ့ DKB တို့ကအရေးယူတာရှင်းလင်းတာတွေကိုလှုပ်ဆောင်လာနေပြီပဲဖြစ်ပါတယ် 2025ခုနှစ်အစပိုင်းဖေဖော်ဝါရီလနဲ့မလတုန်းကတကြိမ်မြောက်ပြည်မြို့နယ်တွေကကြားဖြတ်လုပ်ငန်းတွေကိုဖမ်းဆီးတာထိုင်းဘက်နဲ့မြန်မာစစ်တပ်ထံလွှဲပြောင်းတာတွေကိုလုပ်ခဲ့ပေမဲ့အတိုင်းအတာတစ်ခုမှရနာလိုက်ပြီးအဆိုပါကြားဖြတ်ခိုင်းတွေဆက်လက်ရှင်းတန်းလေးခဲ့ကြတာပဲဖြစ်ပါတယ်ကြားဖြတ်လုပ်ငန်းအကြီးအကျယ်အပြင်ဘယ်လောက်ရှိသလဲလူကြီးအပြင်ဘယ်လောက်အကြီးအကျယ်ရှိသလဲဆိုတာကိုတော့ပြည်မကအဖွဲ့အစည်းနဲ့အစိုးရတွေထက် အဆိုပါလက်နက်ကင်နှစ်ဖွဲ့ကသာတရှိနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ထမြမနေဆက်ကတိုင်းဒါနက်နက်ကင်အဖွဲ့တွေကကြောက်ပြလုပ်ငန်းတွေကိုအကာအကွယ်ပေးထားကြတယ်လို့မေးရင်တခွန်းနဲ့ပဲပြည်ဆိုရမယ်ဆိုငွေကြီးကြောက်လို့သာပြည်ဆိုရမှာပဲဖြစ်ပါတယ်။ကြောက်ပြရာဇဝတ်လုပ်ငန်းတွေမရှိခင်ကဒီနက်နက်ကင်အဖွဲ့တွေဘယ်ကဝင်ငွေရည်တည်ခဲ့ကြတယ်လဲ။ကြပ်ပြလုပ်ငန်းတွေကိုဘယ်အချိန်ကစပြီးလောက်ကင်ခဲ့ကြတလဲဆိုတဲ့မိကွန်းကတော့ များပြည်သူလက်နက်မီတဲ့တရင်အချက်လက်မျိုးတော့မဟုတ်ပါဘူး။ဒီလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်နဲ့ထောင်လန်းရေးအဖွဲ့အစည်းတွေလိုမျိုးကသာထောင်လန်းသိရှိနိုင်တဲ့သဘောပဲဖြစ်ပါတယ်။ရှုကုတ်ကမျိုးသိစီမံကိန်းကို2018ခုနှစ်မှာမြမအစိုးရနဲ့ညီညီမျိုးနွယ်မှုကော်မရှင်မှာအထူးစည်းဝေးစုံနဲ့မြို့သိစီမံကိန်းအဖြစ်ခွင့်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ဒီရှုကုတ်ကစီမံကိန်းကိုအစိုးရရဲ့ ုမ္ပဏီမပုံနေရုံမှာမပုံတင်ခဲ့ခြင်းကမြန်မာရထိုက်ကုမ္ပဏီနဲ့အတူဆိုချီသူနယ်ရောက်တော့တက် BGF ကလည်းရှယ်ယာ20ရာခိုင်နှုန်းကိုပါဆိုင်ထားတယ်လို့ဖော်ပြထားပါတယ်။ဒီကာလတွေကတော့ကြားဖြန့်လို့ရစဝန်းမှုလုပ်ငန်းရယ်လို့သလုံးစားအနဲ့အသက်တာအသိရှိခဲ့ကြပဲနိုင်ငံတကာခီးသွားတွေကိုပြတ်မှတ်ထားတဲ့အပန်းဖြေလုပ်ငန်းကာစီနိုလောင်းကစားလုပ်ငန်းတွေအဖြစ်နဲ့သိရှိကြပြီးရင်းနှီးမြှုပ်နှံမဲ့ပမာဏကလည်းကြီးမားတာကြောင့် ကင်းပြည်နယ်အစိုးရရဲ့လုံပန်ခွဲအောက်မှာမရှိတော့ပဲပြည်တော်စုအစိုးရအောက်မှာမပုံတင်ခဲ့တာပဲဖြစ်ပါတယ်တစ်တုံညာနှစ်ကုန်စစ်စင်ရေးကြောင့်ရမန်နှစ်ဆန်းပိုင်းစစ်ကောင်စီတပ်တွေစီရေးအရာအရှုံးများစွာနဲ့ရင်ဆိုင်နေရချိန်မှာစစ်ချစ်သူဦးဆောင်တဲ့ဗကြီးရဲတပ်ဖွဲ့က KNA ဖြစ်မြေပြောင်းခဲ့ပြီးမြန်မာစစ်တပ်ကပြည်တဲ့အထောက်ပံ့တွေကိုလည်းရယူခြင်းမရှိတော့ဘူးလို့အတိပေးထုတ်ပြန်ခဲ့ပါတယ်အာနာသိန်းစစ်တပ်ဘူတန်ငန်းကြီးတော်တဝိုက်ကအခြေစိုက်တရင်တွေ viewer scan တွေကိုစတိုက်လလဆွရှုံရပြီးတော့ရောက်ဒီမျိုးထချုံမှုကိုပါလလခက်ရတဲ့ကာလမှာ BGA နေနဲ့အာနာသိန်းစတက်ကိုတစ္ဆမဖောက်တိတိုင်ခောက်ခောက်ကွာနေဖို့ဆုံးဖြတ်ခဲ့ပြီးအမိပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာကြားပြန်ရာစဝတ်ဂိုင်းတွေကြောင့်ထိခိုက်နေနာမှုတွေခက်တိကြီးကျွံပြူးမှုတွေအဖြစ်အပျက်တွေကလူစိတ်ဝင်စားစရာဖြစ်စေခဲ့ပြီးတရုတ်နိုင်ငံကရောက်ဒီမျိုးနေတဲ့ကြားပြန်လုပ်ငန်းတွေကို နှစ်စင်ပြီးအင်တာနက်ကိုထိုင်းနိုင်ငံတွေကဖြတ်တန်းဝင်ရောက်မှုတွေကိုကန့်သတ်ဖို့နဲ့ကျမှတ်ဖို့ထိုင်းဆိုးရွားကိုပြားပြီးခဲ့တာပဲဖြစ်ပါတယ်ထိုင်းဆိုးရွားအနေနဲ့တရုတ်နိုင်ငံရဲ့ PR ကမ္ဘာအလယ်မှာအရှေ့ရစီတဲ့ကြားဖြတ်လုပ်ငန်းကိုအင်တာနက်နှစ်စင်ပြီးထောက်ပံ့ပေးသူလို့ဖြစ်နေတဲ့အနေအထားကိုအေးအေးယူကန့်သတ်မှုတွေလှုပ်လာခဲ့တာပဲဖြစ်ပါတယ်အာရသိစစ်တဲ့အနေနဲ့တော့ဆွချီတူဦးဆောင်တဲ့ BGA နဲ့နက်ကင်တပ်ဖွဲ့ကတကောင်းလူထင်းချုံမှုအောက်မှာရှိမနေတော့တဲ့ကာလမှာ အခုလိုပြဿနာတွေပေါ်လာတာမို့လို့အတိုင်းအတာတစ်ခုတည်းအပြစ်လွတ်သွားတဲ့အနေအထားလေးဖြစ်နေပါတယ်ခုနှစ်ထဲမှာတော့ကြားဖြန့်လုပ်ငန်းတွေကြောင့်တကောင်းတို့နိုင်ငံသားတွေနင့်နာဆူဆူရရတယ်ဆိုတဲ့အကြောင်းခံကြောင့် ARG နှစ်နိုင်ငံဖြစ်တဲ့အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကထိုင်းမြန်မာနယ်စပ်ကကြားဖြန့်လုပ်ငန်းနှိမ့်နည်းရေးကိုတနနိုင်ငံချင်းစီမဟာပြူဟာချမှတ်လုပ်ဆောင်ကြမယ်အနေအထားပဲဖြစ်ပါတယ်ကြားဖြန့်ရဆွေးခိုင်းတွေကိုဥဆောင်သူတွေကတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ဒီရိုက်စဝိတ်ခိုင်းတွေကပြစ်မှတ်ထားလင်းလင်းခံရသူတွေထဲမှာလည်းတရုတ်နိုင်ငံသားအများအပြားပါဝင်နေတာကြောင့်တရုတ်နိုင်ငံအနေနဲ့စီမံချက်တွေချမှတ်လုပ်ဆောင်ဖို့လုံလောက်တဲ့အကြောင်းခံတွေရှိနေပြီးထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအစိုးရကိုလည်းဆက်လက်တတ်တိုက်တူးတွန်းလဲလုံဆောင်စီမဲလို့မှတ်ဆနိုင်ပါတယ်။အမေရိကန်ပြည်အောင်စုအနေနဲ့ထိုင်းမြန်မာနယ်စပ်ကကြားဖြန့်ရိုက်စဝိတ်ခိုင်းတွေနှိမ့်နှင်းရေးကိုမကြာသေးခင်ကမှစတင်အယုံစိုက်လာတာဖြစ်ပြီးတော့ DKB ခေါင်းဆောင်၄ဦးကိုပိတ်ဆို့ အရေးယူတာတွေကြိုက်တဲ့နေနေအထူးဖွဲ့ဖွဲ့စည်းတာတွေကိုလုံဆောင်လာတာပဲဖြစ်ပါတယ်။အိန္ဒိချင်းထိုင်းနိုင်ငံအနေနဲ့အစီအလာရစီစီဘွားကြီးမဟာမိတ်ဖြစ်တဲ့အမေရိကန်ပြည်အောင်စုရဲ့ကြားဖြင့်နေနေအပေါ်ပူပေါင်းဆောင်ရွက်မှုနဲ့လက်ရှိကာလစီဘွားကြီးအရာခြေပြန့်တဲ့ဆွတ်နယ်မှုရှိနေပြီးတော့ဒေသတွင်းဩစာကြီးမားလာတဲ့တရုတ်နိုင်ငံကြားဖြင့်နေနေအစီအစဉ်ကိုပူပေါင်းဆောင်ရွက်မှုနှစ်ရက်တို့ကိုတပြိုင်တည်းလှုပ်ဆောင်ရမယ်တဘောဖြစ်လာပါတယ် အာနာဒိုင်းစစ်တပ်အနေနဲ့တော့ BGF တွေနဲ့ခက်ခွာရှိနေခဲ့ခြင်းကတကောင်းလို့ဖို့ကံကောင်းတဲ့အချိန်တည်းရက်တစ်ပွဲဖြစ်စီပြီးအခုရပိုင်းတွေလှုပ်ဆောင်နေတဲ့ရှုကုတ်ကူမျိုးကကြားပြဲရာစဝဲမှုတွေရှင်းလင်းရေးပါ BGF ကိုအသေးစိတ်အတိပေးခြင်းမရှိပဲလှုပ်ဆောင်နေတာတွေရှိနေတယ်ဆိုတဲ့သတင်းတွေကလည်းပေါ်ထွက်နေတာပဲဖြစ်ပါတယ်အချို့သောနိုင်ငံကြီးအကကဲ့သူတွေကထမ်းမြန်မာနေဆက်ကကြားပြဲနှိမ်နင်းရေးကို ရှုံးမြောက်တီတာကတစ်တုံညာနှစ်ကိုစစ်စင်ရင်းနဲ့အလားတန်ကြားဖြင့်နှိမ်နှင်းဖို့တိုင်းဒေသနဲ့ကအဖွဲ့တွေကိုပြည်ပနိုင်ငံကလက်နက်ဝကြီးအကူအညီတွေပေးလာနိုင်တဲ့ဆိုတဲ့ဇလံမျိုးတွေမျောလင်းနေကြတာကိုလည်းတွေ့မြင်နေကြရတာပဲဖြစ်ပါတယ်။ကြားဖြင့်နှိမ်နှင်းရာဒီဒေသမှာအခြေစိုက်နေကြတဲ့စစ်အာဏာရှင်စစ်ကြီးတွေနဲ့ကအင်အားစုတွေအတွက်အမြဲထွက်နိုင်ခြင်းရှိမရှိကတော့ပြောရမှာအနေငယ်ဆုံးဒီသေးတာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာ နေ့လေခင်လေးပါခင်ဗျာ။